ဘင်းဖြစ်တဲ့စကားတွေမပြောဘူးအဲ့ဒီလိုဒိန်ဒိန်စောင့်ကြောက်လိုက်တာဟာတော့မြတ်ဝဇင်ဒုစရိုက်တဲ့တဲ့ဝဇင်ဒုစရိုက်တွေကိုဒိန်ဒိန်စောင့်ကြောက်ရမယ်ကာယဒုစရိုက်တွေကိုဒိန်ဒိန်စောင့်ကြောက်ရမယ်အဲ့ဒီလိုဒိန်ဒိန်စောင့်ကြောက်လိုက်မယ်ဆိုလို့ချင်းတော့ဖြင့်ญาติลาเนี่ยหนีเลยโหลดีโหลပြောလို့ရသလားမရဘူးလားရပါပါဘုရားတီလာ ဩရကမှာကောင်းတာသီလပဲအဲ့ဒီသီလကိုဖွင့်လိုက်တဲ့အခါကျတော့ကာယဒုစရိုက်တွေဝစီဒုစရိုက်တွေမပြုတ်လို့ရဘူးတဲ့နော်။ဘာတွေမပြုတ်လို့ရဘူးလဲလဲ။ကာယဒုစရိုက်ဝစီဒုစရိုက်တဲ့နော်။အစိမ့်လက်နဲ့နေလည်းပဲအကြောင်းဝယ်မလို့ရဘူးတဲ့။အစိမ့်ဒီလည်းပဲရောင်းဝယ်မလို့ရဘူးလက်နဲ့ဒီလည်းပဲရောင်းဝယ်မလို့ရဘူး။ ဘုရင်စီပါရင်လည်းပဲအကြောင်းဝယ်မလို့ရဘူးတဲ့လူလည်းပဲအကြောင်းဝယ်မလို့ရဘူးသာသာတတဝါဒီတဲ့နော်သာသာကြက်တွေဝယ်နေဘာဒါဒီလည်းပဲအကြောင်းဝယ်မလို့ရအဲ့ဒါလည်းမိစ္ဆာစီဘွားထဲမှာပါတယ်တဲ့အဲ့တော့ညဇောပြင်းကတော်မြတ်ကြီးကကိုယ်တဲ့ကမှာကောင်းတာဟာသီလပဲအဲ့ဒီသီလဟာ ကာယဒုစရာယဝစီဒုစရာတွေကိုမလုံးနဲ့တဲ့အစိမ့်တဲ့ရောင်းဝယ်တွေကိုမလုံးနဲ့လူသားရောင်းဝယ်တွေကိုမလုံးနဲ့မွေးရေးစေဝါတွေကိုရောင်းဝယ်မလုံးနဲ့သာသတ္တဝါတွေရောင်းဝယ်မလုံးနဲ့အဲ့ဒီလိုနေမဲ့ဆိုလို့ချင်းတော့ပြင်ဒါဟာအိုတဲ့ကမှာကောင်းတဲ့တရားပဲတဲ့အိုသိတယ်အောင်ကောင်းတာဟောဒီသီလတရားပဲ ။ဟိုတဲ့ဒါမှကောင်းတာဟာသီလတရားပဲတဲ့။ဟိုတိတိုင်အောင်ဟိုတဲ့ဒါမှကောင်းတဲ့တရားကဘာလဲလဲ။သီလတရားတဲ့။ဒီတော့ပုံသားကြီးကဆက်လက်ပြီးတော့မြတ်စွာဘုရားကိုကြောက်ထားတယ်။ဒုတိယကိဉ္စကိဉ္စယာဝါသရသာတု။ဘာလေဘုရားလွန်ရာကြီးမြတ်တော်မူသောမြတ်စွာဘုရားဒုတိယနှစ်ခုမြောက် ကိဉ္စုညာဝါသရသာတုညာဝါသရာဘုံမဲချင်းရောသည့်တဲ့အောင်ကောင်းတဲ့ကြာကိဉ္စုဘယ်ရပါလဲဘယ။ဒုတိယမြောက်အိုမင်းချင်းရောတဲ့အခါမှာကောင်းတဲ့အရာကဘာပါလဲတဲ့။ညဇောဘုရားကိုဘုံတော်ဝကြီးကဆောက်။ဆောက်တော့ညဇောဘုရားသင်္ဘရောမြတ်ကြီးကတဏ္ဍာယဝသရသာတုတဲ့။ သရတရားဟာဟိုတဲ့အခါမှာကောင်းတယ်တဲ့သရတရားဟာဘာကမှာကောင်းတယ်လဲဟိုတဲ့ကမှာကောင်းတယ်အဲ့တော့တတ္တာဆိုတာကယုံကြည်မှုပဲသရဆိုတာဘာလဲတော့ယုံကြည်မှုတဲ့မကောင်းတာလို့ရင်မကောင်းကြုတ်ခံရမယ်ကောင်းလာလို့ရင်ကောင်းကျိုးတွေကိုခံရမယ်လို့ယုံကြည်တာပါတယ်တဲ့တတ္တာတဲ့ နော်တရားကကောင်းတာလို့ရင်ကောင်းကျိုးရမယ်မကောင်းတာမကောင်းကျိုးရအဲ့ဒီယုံကြည်မှုလို့ခေါ်တဲ့တရားတရားမိမိရဲ့တန်တမ်းမှာအမြဲတမ်းတည်အောင်လုပ်ထားနိုင်ရင်အိုတဲ့အခါမှာကောင်းတယ်တဲ့အိုသည့်တိုင်အောင်ကောင်းတယ်တဲ့တရားတရားကိုတည်အောင်လုပ်ထားရင်ဘယ်ကကောင်းတယ်လဲအိုတဲ့အခါမှာကောင်းတယ်အိုသည့်တိုင်အောင်ကောင်းတယ် တဲ့အဲ့တော့တရားဆိုတာကယုံကြည်မှုပဲအဲ့လိုတရားတရားရှိတဲ့ပုဂ္ဂိုလ်တွေဟာကိလေသာတွေလည်းပဲအနေထိုင်သွားတယ်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေဟာဘာဖြစ်လဲကိလေသာတွေအနေထိုင်သွားတယ်ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်အဲ့တော့မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်ဥပမာသူတော်ဘာပြည့်စုံမတရားလိုချင်တယ်ကိုယ်စိတ်ကဖြစ်တယ် အဲ့ဒါကိုမကောင်းကျိုးငါခံရမှာပဲလို့ယုံကြည်လိုက်မယ်ဆိုရင်ဒီမကောင်းတာကျူးလွန်မအောင်မလားမကျူးလွန်နိုင်တော့ဘူးအဲ့တော့မကောင်းတာကိုမကောင်းကျိုးရမယ်လို့ယုံကြည်တာတတ္တသူတော်ဘာသာမယားကိုပြင်မာတော့ပဲပြင်ပြင်မာလိုက်တော့ငါမကောင်းကျိုးတွေခံရတော့မှာပဲဆိုလို့ယုံကြည်လိုက်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာအနှံ့ပြောက်ပါအောင်လားမကောင်းတဲ့လူမှာအေးမိသားမရောက်တော့ဘူးတဲ့သူတော်ဘာဥစ္စာကိုသွားပြီးတော့ဘုံမယ် အဲ့လိုဘိုးတဲ့ကမှာငါမကောင်းကျိုးနေတော့ပြန်စားရတော့မှာပဲလို့မကောင်းလာလို့ရမကောင်းကျိုးရမယ်လို့ညွန်ကြည့်တဲ့ပုဂ္ဂိုလ်ဟာစိတ်ထဲမှာကိုးကျင်စေဖြစ်လေတကယ်လက်တွေ့တော့ကိုးဖြစ်ပါဦးလားမကိုးဖြစ်တော့ဘူးတဲ့ဒါကြောင့်မလို့သရာတရားဟာဣလိနာတွေကိုအနေထိုင်တယ်တဲ့အဲ့ဒါကာမစ္ဆန္ဒလူကျင်နာတွေဖြစ်တာအဲ့လူကျင်နာတွေဖြစ်တာကိုကာမစ္ဆန္ဒပေါ့အဲ့ဒီကာမစ္ဆန္ဒဆိုတဲ့ ဒါအိလိသာရဲ့အနေထိုင်နဲ့လုံးဝပြတ်သွားတယ်လို့ပြောတာမဟုတ်ဘူးနော်အိလိသာရဲ့ကိုအနေထိုင်သွားတယ်နောက်ပြည့်ကကြတော့ဤဝရဏတရားဒီကိုလည်းပဲပယ်ချပြည့်တယ်တဲ့ဤဝရဏတရားဒီဆိုတာကတော့ကာမိစ္ဆန္ဒဤဝရဏဗျာပါရဤဝရဏစသည်ဖြင့်ဤဝရဏတရားဒီရှိအဲ့ဒီဤဝရဏတရားဒီကြောင့်လူရဲ့စိတ်တွေကနောက်ကြည့် အဲ့ဒီဝရဏတရားတွေမရှိတော့ဘူးဆိုစိတ်လေးကကြီးနေတယ်အဲ့တော့လိုချင်မှုတွေမလိုချင်တော့ဘူးဆိုရင်စိတ်လေးကကြီးလျင်သွားတာပေါ့အဲအဲ့လိုပေါ်ဝင်တဲ့လိုချင်စိတ်တွေများနေမယ်ဘုရားဘာသာများတွေကိုပြင်မာမယ်လိုချင်နေမယ်စိတ်ကမကြီးလျင်တော့သူတော်ဘာပစ္စည်းတွေမတရားလိုချင်နေမယ်နော်လိမ်မယ်ညာမယ်မတရားလိုချင်နေအဲ့ဒါဆိုရင်စိတ်ကမကြီးလျင်တော့ဘူး အေးမကောင်းတာလို့မကောင်းကျိုးငါရမှာပဲသူများလည်းရင်ငါသီးတဲ့ပူပြီးလည်းငါရမှာပဲဆိုတော့မကောင်းကျိုးကံစားရမှာဆိုရင်တရားပြားပေါ့ယုံကြည်မှုလေးရှိတဲ့ကံကြတော့သူမလုံးချစ်တော့မလုံးချစ်တဲ့အတွက်ကြောင့်လည်းစိတ်ကလေးကလည်းကြီးလင်းနေတဲ့တရားပြားရှိတဲ့ပုဂ္ဂိုလ်ဟာစိတ်လည်းပဲအေးချမ်းတယ်တဲ့တရားပြားရှိတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်လဲစိတ်လည်းအေးချမ်းတယ်စိတ်အေးချမ်းတာဘော အကောင်းတာလို့ရင်မကောင်းကျုပ်ခံရမယ်ဆိုတာယုံကြည်တဲ့စိတ်ကအေးချသွားတယ်နှုတ်မွေရင်ဩနော်အဲတေချတာလေးပြောရရင်တော့ပြင်အမျိုးသမီးတွေပေါ့ယောက်ျားလေးကအမျိုးသမီးအငယ်နှောင်းလေးတွေတယောက်ပြီးတယောက်တယောက်ပြီးတယောက်ထားလိုက်မယ်ဆိုလို့ချင်းဘယ်အေးချတော့မလဲပရမဘီကြီးကလည်းသုဝုံဘုံပဲနောက်ဒုတိယကလည်းသုဝုံဘုံပဲတတိယကလည်းသုဝုံဘုံပဲအဲ့ဒါတော့စိတ်ထဲမှာ ဘယ်လိုအေးချမ်းတော့လဲကိုလောင်ဘူးပေါ့ကိုပဲမိတော့ကဖြစ်ပြီတဲ့သူတော်ဥစ္စာတွေမတရားလိုချင်တယ်ဆိုလို့ချင်းလည်းပဲလိုချင်တဲ့စိတ်ကဖြစ်နေတဲ့အတွက်ကြောင့်မလို့မတရားလိုချင်တဲ့စိတ်ကဖြစ်နေတော့သူစိတ်မအေးချမ်းဘူးစိတ်ကမရသေးသေးလိုချင်နေတယ်သူပစ္စည်းကိုသူတော်ပစ္စည်းကိုမတရားလိုချင်တယ်ကိုမဲ့လူမဲ့ရက်မဲ့ ဲ့တော့မကောင်းတာလို့မကောင်းချုပ်ခံရမယ်ဆိုရင်ယုံကြည်မှုလေးရှိလို့ရှိရင်သူကအရာတွေမလုံးပြတော့ခံကြတော့စိတ်လေးကအေးချမ်းတာပေါ့အဲ့ဒီလုံးပြီးတဲ့ပုံကိုယ်တွေဘယ်မှာစိတ်အေးချမ်းလဲဥပန်သောကတွေဖြစ်တယ်တဲ့နော်အဲ့ဒါကြောင့်မလို့သရာတရားရှိတဲ့ပုံကိုယ်တွေကစိတ်အေးချမ်းတယ်နော်ယုံကြည်မှုရှိတဲ့ပုံကိုယ်တွေကသိလိသာရင်လည်းပဲအနေထိုင်နေတဲ့နော်ကိလေသာတွေလည်းပဲအနေထိုင်နေတယ် ိတ်လည်းပဲကြည်လည်းနဲ့စိတ်လည်းအေးချမ်းတယ်ကိလေသာလည်းတိုင်းတယ်။ဘုရားဘုရားယုံကြည်မှုတရားဘုရားယုံကြည်မှုသံဃာဘုရားယုံကြည်မှုကတော့အဲဒီမကောင်းတာလို့ရင်မကောင်းချုပ်ခံရမယ်ဆိုတဲ့ယုံကြည်မှုရှိလာပြီဆိုရင်တော့ဘုရားတရားဘုရားလည်းယုံကြည်မှုတွေဖြစ်လာပြီပေါ့။အဲဒီလိုမှမကောင်းတာလို့ရင်မကောင်းချုပ်ခံရမယ်ဆိုတာကမှမယုံကြည်ဘူးဆိုရင်တော့လူပုဂ္ဂိုလ်ကဘုရားတရားဘုရားလည်းပဲအလေးနဲ့ဒါမှမဟုတ်လို့ယုံကြည်မှမဟုတ်တော့ဘူးတဲ့။ အဲ့ဒါကြောင့်မလို့ဩရေကမှာဒုတိယကောင်းတာကတော့ပြင်တတတရားပဲလို့မြတ်စွာဘုရားရှင်ကတော်မြတ်ကြီးကဘုံနာဩကြီးကိုဖြေလိုက်သလားမဖြေလိုက်ဘူးလားဖြေလိုက်တယ်တဲ့အဲ့တော့မှဒီဘုံနာကြီးကဩငါကိုယ်ွယ်တဲ့မြမကြီးကတခါမှဒီလိုတရားရှင်ကမဟုတ်ဘူးကောင်းလိုက်တာသူစိတ်ထဲမှာသူကမြမကိုယ်ွယ်တာဘုရားကိုယ်ွယ်တာတော့မဟုတ်ဘူး ရားကြောင့်မှဇွဉ္ဉံခွဉ္ညာလာပြီးယူရင်းနဲ့ဒါတရားဘွယ်တွေ့လို့နော်အဲအဲရောက်ကြလာတာတရားရဲ့ဘာရဲ့လို့မသိဘူးသူကအဲ့မှာဝင်ပြီးထိုင်ပြီးတော့ဒုက္ခဒုက္ခတွေတက်သွားကြအောင်အင်ပြကြတယ်သူလည်းရောက်ဩငါဘုဘတဲ့မြန်မာကြီးကငါအဲလိုဟိုထဲကမှကောင်းတာဟာဒီကလည်းတခါမှမပြောခဲ့ဘူးဒုတိယဟိုတဲ့ကမှာကောင်းတာသရတရားပဲလို့လည်းမပြောခဲ့ဘူးတဲ့ အဲ့တော့ဘုံသားကြီးကမြတ်စွာဘုရားရဲ့အစီအလေးဇေနဒါနဲ့တတိယမေးညာနဲ့တတိယပြီသုံးခုမြောက်လာတယ်ပဲဒီသူရဝါစရသာတုသုံးခုမြောက်ဟိုတဲ့အခါမှာကောင်းတဲ့အရာကဘာပါလဲမယားတဲ့သုံးခုမြောက်ဟိုတဲ့အခါမှာကောင်းတာဘာလဲလို့ဘုံသားကြီးကမေးသလားမမေးဘူးလားမေးပါဗျာအေးမေးတဲ့ခါကျတော့ သောလောကသောတာမြတ်စွာဘုရားသခင်ဘုရောမြတ်ကြီးကပညာနရနာဇရဏံပညာဟာတတိယဟိုတဲ့ခါမှာကောင်းတဲ့အရာပဲတဲ့မြတ်စွာဘုရားကတတိယဟိုတဲ့ခါမှာကောင်းတဲ့အရာကဘာလို့ပြေလိုက်တယ်ပညာလို့ပြေလိုက်သလားမပြေလိုက်ဘူးလားပြေလိုက်တယ်တဲ့ပညာဟာတတိယအကောင်းဆုံးအရာပဲတဲ့ အဲ့တော့ပညာဆိုတာဘာလဲဆိုတဲ့အခါကျတော့အသေးစိတ်သိတာကိုပညာလို့ခေါ်တယ်တဲ့အသေးစိတ်သိတာကိုဘာလို့ခေါ်လဲပညာတဲ့အသေးစိတ်သိအောင်လုပ်ရမယ်အဲ့ဒီအသေးစိတ်သိအောင်လုပ်မှသာလေပညာလို့ခေါ်တယ်အဲ့ဒီပညာနဲ့အလှဆင်းမှခေါ်တဲ့အခါမှာကောင်းတယ်တဲ့ ။ဟိုဒီဥမာယောဒီယောဒာဖြစ်မှရွှေရင်ငွေရင်နဲ့စင်းနေမယ်ဆိုလို့ချင်းမလှဘူးတဲ့။ဘာနဲ့စင်မလှမှာလဲလဲ။ပညာနဲ့စင်မလှမယ်။အဲ့ဒီပညာဆိုတာကဘာလဲ။အသေးစိတ်သိအောင်လုပ်တာကိုဘာလို့ခေါ်လဲ။ပညာအဲ့တော့အသေးသေးဆိုတဲ့အခါကျတော့ဒုဒကတော်မှဒီအခုခန္ဓာကိုယ်မှာအသေးစိတ် တိဘုဇုလိုခြင်းတော်ဖြင့်သံပင်ဝိဉ္ဇဉ်ခြေသက်သက်သောသွားအခြင်းအတ္တအကြောအယုရုဒုရှင်စီအညုနှလုံးအသက်အမင်းအမြင့်အစုပ်ဥမဥသိဇာတိဇောင်းဟောင်းတော်ဖြင့်ခြေတလိပ်ဤတွေ့ချွေးစီခဲ့ဤစီကြည်တွေ့လက်အစေခြင်းငယ်အန္တာကောမှာ32ခုနာသာအစုဝေးကြီးပဲရှိတယ်။ဒါကိုလူလို့ခေါ်တယ်၊ခန္ဓာလို့ခေါ်ရတယ်လို့မဟုတ်လား။ အဲ့တော့ဇာပင်ရေဝိညာဉ်ရေစေတနာသက်သာတို့32ခုဓာတ်ကုနှလုံးသွင်းစဉ်းကျင်လိုက်မယ်ဆိုရင်ဟောဒီပုံမှာတက်မဲ့မမောစာရရှိပါဦးမလားရှိပါဘူးခင်ဗျာအေးနှလုံးလေးလာတယ်ဆိုပြီးတော့နှလုံးလေးနှလုံးနဲ့ပေးလိုက်ယူမလားမယူဘူးဇပင်လေးကလာလိုက်တာကွာမင်းဇပင်လေးဇပင်လေးပြုတ်ပေးမယ်ယူမလားမယူဘူးနော်အဲ့တော့အသေးစိတ်သိအောင်လုပ်ပါအဲ့တော့အသေးစိတ်သိပြီဆိုလို့ချင်းတော့ပြအဲ့ဒါပညာပဲ အဲ့တော့ခန္ဓာကိုယ်မှာယုံရဲ့နာရဲ့နှစ်မျိုးပဲရှိတယ်။ယုံတရားရဲ့နာတရားရဲ့နှစ်မျိုးပဲရှိတယ်လို့အဲ့လိုအသေးစိတ်သိအောင်လို့ရမယ်။ယုံတရားတွေကဘယ်လောက်နာတရားတွေကဘယ်လောက်နော်။အဲ့ဒီယုံနာရဲ့အကြောင်းကိုအသေးစိတ်သိအောင်လို့ရမယ်။ယုံတရားကိုအကျန်းတဲ့ခုနကွန်လိုက်တဲ့ခါကျတော့32ခုတာသာကြ။အဲ့ဒီ32ခုတာသာကိုလာပြီးတော့မိပြီးတော့နေနေတာဝိညာဉ်ဆိုတဲ့စိတ်ကလေး။ တော့ဝိညာဉ်ဆိုတဲ့စိတ်လေးကအဲဒီယုံကြည်ပြီးစီပဲတဲ့သူဇတိလို့ပြောဘူး။အဲ့တော့အဲဒီခန္ဓာကိုယ်မှာရှိနေတာကယုတ်ငယ်နံရဲ့ယုတ်တက်ငယ်နန္ဒရဲ့ယုတ်တရားရဲ့အတိလို့ဆိုတဲ့ဝိညာဉ်စိတ်ကလေးရဲ့ဒီနှမျိုးပဲရှိတဲ့အဲဒါကိုစာသိမှုပဲနဲ့လေးလေးနက်နက်သိအောင်လုပ်ရမယ်။လေးနက်နက်သိအောင်လုပ်ပြီးသိသွားပြီဆိုရင်အဲ့ဒါဘာဖြစ်ပြီလဲ။ပညာတဲ့နော်။ နောဒီခန္ဓာကိုယ်ကြီးဟာပတဝီအာဘောတိသောဝါယောလို့ခေါ်တဲ့တကြီးလေးပါးနဲ့ပြီးဆောက်ထားတယ်ပတဝီတဲ့မာကျော်တဲ့သဘောနောအာဒီခန္ဓာကိုယ်မှာပတဝီမပါပဲနဲ့လည်းညက်တည်လို့မရဘူးမာကျော်တဲ့သဘောဟာအာရပတဝီတတ်ပဲအာဘောယူစည်းတဲ့သဘောတရားတဲ့အဲ့ဒီအာဘောမပါလို့ရှိရင်လည်းပဲဒီအာဒီခန္ဓာကိုယ်ကြီးကညက်တည်လို့မရဘူး ပတဝီအာဘောတေဇောတေဇောသရကဘုမှုတဘောအေမှုတဘောဥရာလေးနဲ့လာတဲ့ဟိတာလေးနဲ့လာအဲ့ဒီတဘောလေးကိုအလေးနဲ့ဓာပိသေးစားသိအောင်လို့အောင်လုံးမအဲ့ဒါပညာဖြစ်မယ်တဲ့နောက်ဝါရောလေးတုံးကံမိထားတာအဲ့ဒီဝါရောတက်ဒါဓကမထံလို့လည်းဒီလိုဒီလိုပေါ်ကြတယ်အဲဒီဓာကြီးလေးပါးကိုအဓိကထားပြီးတော့ရှုမှတ်တာဓကမထံ ။နော်အဲ့တော့ပတဝီအာဘောဓိဇောဝါယောလို့ခေါ်တဲ့ဟောဒီတကြီး၄ပါးနဲ့ဒီဆောက်ထားတဲ့ခန္ဓာကိုယ်ကြီးလို့အသေးစိတ်တဲ့သိအောင်လုပ်တော်မူပါလို့ခေါ်လဲပညာလို့ခေါ်တယ်တဲ့အဲ့ဒီပညာနဲ့နေမယ်ဆိုရင်ကိုယ်ထဲတိုင်အောင်ကောင်းတယ်တဲ့ပညာနဲ့အလှဆင်ပါတဲ့ဘာနဲ့လှဆင်ရပါလဲ ေပညာလည်းလာတယ်ဘုန်းကြီးမင်းနဲ့ဆယ်ဆိုပြီးတော့ပြောလိုက်တာနည်းနည်းတော့များပါပြီနော်ဒီကုန်းတော့မျိုးပြောပြီးဆိုပါတယ်အဲ့တော့ပညာနဲ့နေရမယ်ဟိုတဲ့တိုင်အောင်ကောင်းတဲ့ญาကပညာတရားပဲတဲ့ဒီနဲ့ဘုံသားကြီးကမစော်သေးဘူးရှင်မယားတဲ့သတ္တုဒ္ဓဟိုတဲ့တိုင်အောင်ကောင်းတာလေးများရှိသေးလားတဲ့တက်ပြီးတော့မေးသလားမမေးဘူးလား ဇတုတ္တဂိန္ဓုယဝါဇရာသာတုဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားလေးခုမြောက်အိုတဲ့ကာမကောင်းတဲ့အရာလေးများရှိသေးတာဘုရားရှိသေးရဲ့မိန်တော်မူပါတဲ့ဘုံနာဟောကဆောက်ရေတော်ဘုံနာဟောကဆောက်တော်မြတ်စွာဘုရားရှင်ကတော်မြတ်ကြီးပြန်လဲပြေကြတော်မူတာကဘုံညံစောရိဟိတုဝရာ လေးခုမြောက်ဟိုတဲ့ကမှာကောင်းတဲ့အရာကတော့ပြင်ပုံညလို့ခေါ်တဲ့ကုသိုလ်တရားပဲတဲ့ဘာတယ်လဲပုံညလို့ဆိုတဲ့ကုသိုလ်တရားအဲ့ဒီကုသိုလ်တရားရှိပြီဆိုရင်ဟိုတဲ့ကမှာကောင်းတယ်ကုသိုလ်တရားရှင်းပါပြစ်လဲဟိုတဲ့ကမှာကောင်းတဲ့ကုသိုလ်ကောင်းမှုအားကောင်းတဲ့ပုံပုံတွေကြတော့ဟိုတဲ့ကမှာဒီပုံနာကြီးလို့သုံးပြခံရပါမလား ဘုန်းသားကြီးကအပေခံလူသားဖြစ်နေသလားမဖြစ်ဘူးလားဖြစ်ပါဗျာ။သာသမီတွေကလည်းပဲသုံးပေတာရဲ့ပဝန်းကျင်ကလည်းပဲသုံးပေတာရဲ့တောင်းသားရဲ့ဘွားကိုရောက်နေတာ။အဲ့ဒီပုံညာဆိုတဲ့ကုသိုလ်လေးများရှိမယ်ဆိုလို့ရှိရင်တော့ပုံညာရှိတော့ကုသိုလ်ကောင်းမှုရှိတော့အဲအချွေးညာတွေပေါ့ဝင်ကြီးတွေရောပြည့်ပြည့်စုံစုံလဲဆိုတဲ့ခါကျတော့နော်ကိုသောပြီးကိုဘေးမှာသာသမီတွေ ဒါမြေတွေမြေတွေကျွေးမတွေကလည်းပဲကတ်တာပေါ့အကုန်လုံးကရဝိဇ္ဇာတွေဆောင်ရွက်ပေးတာပေါ့ဗာလိစာမလဲဘလို့လုပ်ပေးရမလဲကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကိုเนาะသာသမီတွေကလည်းပဲရှင်းကြတယ်မြေမြေတွေကရှင်းကြတယ်เนาะကုသိုလ်ကောင်းမှုရှိတော့ငွေကြေးနဲ့ပြည့်စုံသွားပြီလေနောက်ပြီးတော့သိကောင်းရှိတဲ့သာသမီတွေလည်းရပြီးတဲ့အခါကျတော့သူတို့ကလည်းပြည့်စုံကြတာပေါ့အခုကျတော့ဘုရားကြီးကုသိုလ်ကောင်းမှုအားနဲ့တော့သာသမီတွေကလည်းဆုံးပဲသွား ဒါကြောင့်လို့လေးခုမြောက်ဟိုတဲ့တဲ့အောင်ကောင်းလာကြတော့ဖြင့်ပုံညဆိုတဲ့ကုသိုလ်တရားပဲတဲ့နော်ပုံညဆိုတဲ့ကုသိုလ်တရားဆိုတော့ဟောဒီပုံညဆိုတဲ့ကုသိုလ်တရားမလုံပဲတဲ့စည်းစည်းဥစ္စာတွေကိုဒီတိုင်းထားလိုက်မယ်ဆိုလို့ကျင်တော့သောရေဟိဒူဝရံနဲ့သကိုးဓမြတွေကယူသွားမယ်တဲ့နော်ကိုယ်ပိုင်တဲ့ပစ္စည်းတွေကိုကုသိုလ်ကောင်းမှုမလုပ်ပဲအသုံးမချပဲနဲ့ စုဆောင်ထားမယ်ဆိုရင်ဘယ်သူယူသွားမလဲဘုရားဘုရားမြတ်ရဲ့ယူသွားမယ်ဩအခုငလင်ကြီးလှုပ်လိုက်တဲ့အခါကျတော့เนาะမန္တလေးလို့သခိုင်းလို့နေပြည်တော်လို့ပါတိုင်းပြည်မျိုးလို့เนาะအဲ့ဒီမှာစီးပွားဥစ္စာတွေပျက်စီးတယ်ဇရဏာတွေလည်းပဲအဲ့ဒီတိုင်းထဲမှာပြီးပြီးတော့ကျတော့ပါသွားတာပါသွားဘူးလားเออโกกะมะลุยะมะซายะมะตอยะเนี่ยเนี่ยบ้องยะซาสู่จ้องละอะเจ้ามะลุ ဒီဘေးအန္တရာယ်တွေနဲ့ပြီးပြီးတော့လည်းပဲပြည့်စည်တဲ့ဘုရားသမ ्या တွေကလည်းပဲလူอยู่တယ်တဲ့အဲ့ဒီမြုပ်သွားတဲ့ပြည့်စည်တွေလည်းပဲအဲတချို့ပုဂ္ဂိုလ်တွေကပိုင်ခြင်းတွေပေါ်ခွင့်မရလိုက်ဘူးဘိုးတဲ့လူတွေလူတဲ့လူတွေကပေါ်ပြီးယူသွားတာမူလပိုင်ခြင်းတချို့မရဘူးကုသိုလ်ကောင်းမှုရှိတဲ့လူကြတော့လည်းရတာပေါ့သူ့ပေါ်ပြီးတော့ပြန်လာပေးကြတယ်ဒါဒေအိမ်ကတွေ့တာအိမ်ရှင်ဘာလုပ်လဲဆိုပြန်ပေးတယ် အဲကုသကောင်မရှိရဘူးကကုသကောင်မမရှိရဘူးကြတော့ပြမပြေးတော့ဘူးပိုင်ရှင်သစ်ပေါ်သွားတာပေါ်သွားလားပေါ်သွားတယ်သဘောတည်းများတရားကိုပိုင်ရှင်လုံးလိုက်တယ်နော်အဲဒါကြောင့်ကုသကောင်မကတော့ရှင်းပြောလိုက်မယ်ဆိုရင်တော့ကုသကောင်မတွေကအများကြီးပေါ့နော်ကြောင်းလူတွေသင်္ကန်းလူတွေကတိန်လူတွေအဲ့တဲ့မျိုးမျိုးပေါ့ကိုအာသယာအာသယာကုသကောင်မတွေကိုလုံထားရင်တဲ့အဲဒီကုသကောင်မကဟိုတဲ့ကမှကောင်းသလားမကောင်းဘူးလား ကောင်းတယ်တဲ့မြတ်စွာဘုရားကပုံနာရဲ့ဒီဥမြောက်အမေကိုအိုတဲ့ကမ္မကုသိုလ်ကောင်းမှုရှိရင်ကောင်းတယ်လို့မြတ်စွာဘုရားကပြည်တော်မြင်ဘူးလားမြင်ပါဗျာအဲလိုဖြေနိုင်တဲ့ကာကြောင့်ပုံနာကြီးကသဘောကျလွန်းလို့တဲ့အဘိက္ခန္တံဂေါတမအိုရှင်ဂေါတမအလွန်နှစ်လဝယ်ကောင်းပါရဲ့ဘုရားအရှင်ဘုရားမိတ်ကြတဲ့အိုတဲ့ကမ္မကောင်းတဲ့အရာတွေက တီလာဆိုတာလည်းပဲဩရေကမှကောင်းတယ်ဆိုတာတပည့်တော်သဘောကျတယ်ဗျာဩရေကမှကောင်းတာကတိတတ္တာဆိုတာကိုလည်းပဲတပည့်တော်သဘောကျတယ်ဗျာအလွန်နည်းမြို့လူဝမ်းမြောက်တယ်ဗျာတတိယပညာဆိုလို့ရှိရင်လည်းပဲဩရေရာမှကောင်းတယ်ဆိုတာလည်းပဲတပည့်တော်သဘောကျတယ်ဗျာနှစ်သက်တယ်ဗျာလေးခုမြောက်သူ့သူကောင်းမှု ရှိမှဟိုတဲ့ကပါကောင်းတယ်ဆိုတာလည်းပဲတပည့်တော်သဘောကျတယ်ဗျာတဲ့နေကုန်စီတောင်မှာဩကုန်စီရတယ်ပေါက်ထားတဲ့ဩကိုလံပြလိုက်တယ်လို့ပဲဗျာတဲ့ပေါက်ထားတဲ့ဩကိုပါရတော့လံပြလိုက်တယ်လို့ပဲဗျာပဋိသန္ဓဝဝိဝရိယဘုံထားတဲ့အရာတွေကိုဖွင့်လင်းလိုက်တယ်လို့ပါပဲဗျာတဲ့ဘုံထားတာတွေကိုပါရတော့ ဖွင့်လင်းလိုက်တော့ပါပဲမယားတဲ့နောက်အန္တကာရီဝတိလပိဇောတံတဲ့အမောင်ထဲမှာမျက်စိကောင်းတဲ့ပုဂ္ဂိုလ်တွေအတွက်အလင်းထွန်းပြလိုက်တော့အရာအလုံးကိုမြင်တယ်အဲ့တော့အမောင်ထဲမှာမိကိုထွန်းပြလိုက်တော့ပါပဲမယားတဲ့နော်မုံလတ္တမေဃအာသိခေယားတဲ့ လမ်းမှာသွားနေတဲ့ပုဂ္ဂိုလ်ကိုလက်ဆွဲပြီးတော့အဲ့ဒါကလမ်းမကြီးဒီလမ်းကမှအမှန်လို့ဆွဲပြလိုက်တယ်လို့ပါပဲဗျာတဲ့ပုံသားကြီးကမျက်စောပြရရဲ့အခြေအနေကိုသဘောကျပြီးတော့နော်ဒီနောက်ဆုံးကြတဲ့ခါကျတော့သက္ကုမန္တောရူပာဏိတက္ခဏီမျက်စိကောင်းတဲ့လူတွေမှန်သမျှဒီအစင်းတွေမြင်ပါစေလို့အဲ့ဒီလို ပြလိုက်တယ်လို့ပါပဲဗျာလို့မျက်စောပြ ုဘုံနာဝကြီးကဝမ်းမြောက်ဝမ်းသာနဲ့ဆောက်တယ်။အဲ့တော့မြတ်စွာအပေခံတဲ့လူသားဖြစ်တဲ့ဘုံနာဝကြီးကိုမြတ်စွာဘုရားရဲ့ကရုဏာတော်နဲ့အခြားပုဂ္ဂိုလ်တွေကအပြစ်တွေမပြောအောင်ပစ္စည်းဘောဗျမနကမဏိယရာပဏိယဥစွာနေကောင်းပါရဲ့လားကျမ်းပါပါရဲ့လားလို့မြတ်စွာဘုရားရဲ့ကရုဏာဒီမှာပေါ်သလားမပေါ်ဘူးလား ေသူများတွေပြပေထားတော့ကရုဏာတရားနဲ့ခေါ်လိုက်တော့ဘုရားကြီးဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ဘုရားကြီးမှာရှင်းမှာပြောခဲ့တဲ့ပုံစံလေးမျိုးမေးပြီးတော့သဘောကျပြီးတဲ့အခါကျတော့အဲ့ဒီမှာတရားတော်ကိုဒီကုန်းချုပ်ပါတယ်တဲ့နော်အဲကြောင့်ဒီကလေးဟောဒီဟိုတဲ့တိုင်အောင်ကောင်းတဲ့ဟိုတဲ့အခါမှာကောင်းတဲ့တရားလေးမျိုးကိုနာယူမှတ်သားသောအပြင်ဘုရားကမှတွေလည်းပဲဟောဒီဟိုတဲ့ တရားကောင်းတဲ့တရားလေးမျိုးကိုလိုက်နာကျင့်သုံးသောအပြင်အဆုံးတည်းနေပါတော့ဖြင့်ဒုက္ခအလုံးတို့၏ဇေယအလုံးတို့ဂျုံငိမ့်ရာနိဗ္ဗာန်ကိုမြတ်မောပြုနိုင်ကြပါစေကုန်သောရေတို့ယဉ်ငိမ့်ညာညာသုတောင်းဗရဏာပြုလိုက်ကြကုန်ကြသတည်း စ္စအညတပိဝေလမေလဲဆိုကြအစင်ပယရှင်ရာတိလောသာတိလောမိတော်မတို့သည်သန္တရာဝစင်ရဲ့ပေါင်းမှာသန္တရာဝစင်ရဲ့ပေါင်းမှာလွံ့မြောက်ရာမှာ